လူမျိုးဘာသာမျိုးအတွက်ကိုပေးခြင်းပါတဲ့ကိုကျော်တပေးပေးပါတဲ့ဆိုတော့ဟုတ်ကဲ့ပါကျွန်တော်ပေးပေးပါမယ်ဆိုအဒီနေ့သိန်းတရာနဲ့ပုံမှန်တော့ထမင်းကတော့လှူနေကြပါပဲဗျအသိန်းတရာအလူလေးပါပဲဗျစေတနာမှန်ကံကောင်းနေဆိုတာကတကယ်အမှန်ကျွန်တော်ကလက်တွေ့ခံစားရတာပါဗျကိုလည်းဒုက္ခတွေရနေလာတာယနေ့ဒုက္ခရောက်တဲ့လူကိုကပေးတော့လက်ဖြစ်ခဲ့ရတဲ့အတွက်အတိုင်းမသိဝမ်းသာတယ်ကိုမပေးနိုင်အောင်မှတဆင့်ခံပေးရတာလीတအားဝမ်းသာပါတယ်ဗျ ကျွန်တော်ဒီနေ့ကတော့ကျွန်တော်ကိုဒါတော်မိုးဆန္ဒတိန်ကအမမန်တော့ပုံမှန်တော့ဘာလန့်ဆေးဝင်ပုံမှန်ထမင်းကတော့ပေးနေတယ်အဲ့လိုကျွန်တော်ကိုယုံကြည်မှုတစ်ခုနဲ့လှူလိုက်တဲ့စေတနာရှင်တွေထမင်းတွေကျွန်တော်ဒီနေ့ဆိုရင်ဒါ ဟိုဖုံဖုံကလည်းနှစ်နေရာလောက်မှတော့ဝေမယ်အဲနောက်ကျွန်တော်တို့ဒါကျွန်တော်ကလည်းရက်ကွက်နှစ်ခုလောက်မှဝေမယ်ဘာလန့်စေးုံပေးမယ်စေးုံကြီးပေးမယ်အဲ့လိုပေါ့ကျွန်တော်ကဒီတောက်ကြနေဆိုအလှတအားများတာပုံမှန်တော့ထမင်းလို့နေကြဒီနေ့ကထူးထူးခြားခြားကကျွန်တော်ကိုဒီဒုံမူဆနာဒိန်းဆိုတာကကျွန်တော်က public ကိုဗာတိစီနေတာလဲဆိုတော့ကျွန်တော်တို့တမတန်ကတအားအံ့ဩတင့်စရာဆိုင်တစ်ခုပဲကားလူတော့ကလည်းအလှရှင်က နမည်တိရတဲ့လူမတိရအောင် အဲ့လိုပဲဟိုဖုံဖုံကားလူတော်ကတော့ဖုံဖုံကတော့ဒါလာသေးပေါ့ဆိုတော့ကျွန်တော်အလူဆိုင်မှာတလားတလားကိုတိန်3450ပေးနေတဲ့အလူရှင်ကြီးကသူကဥမာကိုနေလင်းဆိုကိုနေလင်းမမွေးဆိုမမွေးအဲ့လိုသူတို့ပဲသိတာနာမည်သိတာသူတို့ကဘမနေတာလဲဘာလုပ်တာလဲကျွန်တော်ဖုန်းဆက်တဲ့ကိုကျော်ကြီးပတ်စံထည့်လိုက်ပြီးတချို့ဆို Viber ပဲဖုန်းတော့မဆုပ်စကားလည်းမပြောအဲ့လိုဒီနေ့တော့နေဒီနေ့ကထူးထူးခြားခြားကျွန်တော် Macris နဲ့လှူလိုက်တဲ့ ဥစ္စာကနေပြီးတော့အဲ့ဗီဒီယိုလေးကျွန်တော်ရှဲလိုက်တော့ကျွန်တော်အကောင့်မှာအဲ့မှာတွေ့သွားတာဒုံမူဆန္ဒတင်ရတွေ့ပြီးတော့ကိုကျော်တဲ့ဘာလန်စီယုံကိုတကယ်လူအပ်နေတဲ့ဒီကြောက်ကက်စေတမာတွေခလေးမူတဲ့နေရာမှာကျွန်မကျွန်တော်တို့ဘာသာကြီးပတ်စံမနော်ဇကတ်ကနေပြီးတော့သိန်း90လိလသိန်း90လူမျိုးဘာသာမျိုးအတွက်ကိုပေးခြင်းပါလေတဲ့ကိုကျော်တပေးပေးပါတဲ့ဆိုတော့ဟုတ်ကဲ့ပါကျွန်တော်ပေးပေးပါမယ်ဆိုတော့ဒီနေ့သိန်း100နဲ့ပုံမှန်တော့ထမင်းကတော့လှူနေကြပါပဲဗျာ အသိန်းတရာအလူလေးပါပဲဗျအကိုကိုယုံပြီးတယောက်မှတထောင်တသိန်းမပေးရဘူးအခုဒုက္ခရောက်လို့တထောင်နဲ့ပေးမှာမဟုတ်ဖြစ်စီဒါလူတိုင်းရဲ့သဘောဒါပေမဲ့ကျွန်တော်ကိုယုံကြည်ပြီးလူတာကိုကျွန်တော်ကဒီထက်ဝမ်းသာတဲ့ပီတိမျိုးကဘမရှာမှာလဲမကျွန်တော်ကိုယုံနေကျွန်တော်တို့တမတန်ထမင်းဆိုင်ကိုယုံကြည်တယ်တချို့ဆိုရင်ဒါအကိုကြီးဆက်သိမ်းမှုလှူလိုက်ပါအကိုကြီးငါးသိမ်းမှုလှူလိုက်ပါ ကျွန်တော်ဆိုလဲဒါရိုးရိုးရှင်းရှင်းပဲဒီနေ့ဆိုအလှူတွေကိုကျွန်တော်7နိုင်ဒေါင်မှာပြောလိုက်တယ်ငါတို့ချက်နိုင်တဲ့ဝင်အားချက်ထားတဲ့ဝင်အားနဲ့ပဲလှူမယ်7နိုင်ဒေါင်မှာအလှူပိတ်လက်မခံနဲ့နောက်ဘက်မှာရွှေ့တောက်ကြလှူခြင်းနောက်ဘက်ရွှေ့ဒို့မဟုတ်ရင်မနှက်ပြန်လှူပေးမယ်အလှူပုံစံကိုကျွန်တော်တို့ကလှုပ်တာပါငွေတစ်ထောင်တောင်မှကျွန်တော်တို့ကတန်မိုးထားတဲ့လူဆိုတော့အဲ့တော့ကျွန်တော်တို့ကိုကြည့်နေတဲ့လူတွေကလည်းဒါရှိပြီးသားကျွန်တော်တို့ကယူသားတာလားခိုးစားတာလားကျွန်တော်တို့ကအမျက်ယူတယ် ်အလုတ်တိုင်ပုံမှာအမျက်ရှိတယ်ကျွန်တော်ပေါ်တထောင်လုံးရင်ကျွန်တော်တော့ဘလောက်မြက်လဲအဲ့ပုံမှာအမျက်ယူတယ်ဒါပေမဲ့သူများချွေးနေစာပတ်စံစင်းရဲသားရဲ့ပတ်စံကျွန်တော်တို့စားဖို့မရှိဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သိရင်ခံရမဲ့ဒုက္ခကိုကျွန်တော်တို့မလိုချင် ကျွန်တော်တို့လောကမှာအတန်နေပြား60 80တရာပေါ့နေပါအောင်ဘာလို့မှလဲကျွန်တော် နောင်သွားမဲ့ဘဝတွေဘဝတွေမှာကျွန်တော်တို့ ပါမဲ့ကုသိုလ်ပဲကျွန်တော်ပို့လိုချင်တယ်အဲ့တော့စေတနာရှင်တွေယုံကြည်မှုပေါ်မှာကျွန်တော်ကလေးစားတယ်တကယ်လဲကျွန်တော်ချစ်ပေးတယ်အခုအချိန်ကြီးကျွန်တော်တို့တမတ်တန်ဆိုင်နှစ်နှစ်ပြည့်အောင်ယက်တီခွင့်ပေးတဲ့အလှရှင်တွေရဲ့စေတနာကတော့တကယ်အံ့အားသင့်မို့ကောင်းတယ်အလှရှင်ကကျွန်တော်ဆိုရင်ဒါဟိုလှူလိုက်တာကရှိတယ်လှူလိုက်တာနမေတာတိတာဒါပေမဲ့သူတို့ဘာလုပ်လဲဆိုတာကိုယနေ့အချိန်ထိမသိရပါဘူးဗျတအားထူးကြတာဗျဘာဖြစ်လို့လဲဆိုတော့ ဟိုဒီအချိန်မှာကလိန်တအားလိန်ပေါ်နေတဲ့ခစ်အွန်လိုင်းကနေတအားလိန်နေကြတဲ့ခစ်ကြီးမှာကျွန်တော်တို့တမတ်တန်ဆိုင်ကိုတချို့ဆိုဗီဒီယိုကောလေးခေါ်တယ်အခုကျော်ရေးဗီဒီယိုကောလေးခေါ်ခြင်းလို့ပါ ။နောက်ကျွန်တော်ကလည်းဖုန်းကင်တစ်လုံးပဲကင်နေအဲ့တစ်လုံးပဲ၊ KP လည်းအဲ့တစ်လုံးပဲ။နာမည်ကလည်းတင်မောင်ကျော်တစ်ခုနဲ့ပဲ။ဆိုတော့ရေရွရှင်းရှင်းပဲ။အဲ့သူများတွေလို KP လေးငါးကောင်းနဲ့ဟာဟွာဒီဒီယာလေးရှုပ်ရှက်မခတ်နေဘူး။ရေရွရှင်းရှင်းနဲ့တမန်ရိုးကြပဲ။ကျွန်တော်ကပုံမှန်အတိုင်းသွားတယ်။စေတနာရှင်တွေကနိုင်လို့တထောင်လို့လည်းကျွန်တော်ကတန်ဖိုးထားတယ်။ကျွန်တော်ကအလှရှင်အားလုံးကိုတန်ဖိုးထားတယ်။အလှလာခံတဲ့လူကိုလည်းတန်ဖိုးထားတယ်။အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကိုဒီနေ့ကျွန်တော်ရခဲ့တဲ့ ဂုံတိတ်ခါတွေအားလုံးကစေတနာရှင်တွေကိုထားလိုက်တဲ့မေတ္တာတွေကြောင့်ကျွန်တော်ကမေတ္တာတွေကပြန်ရတာစေတနာမှန်ကံကောင်းနေဆိုတာကတကယ်အမှန်ကျွန်တော်ကလက်တွေ့ခံစားရတာပါဗျာကိုယ်လည်းဒုက္ခတွေကနေလာတာယနေ့ဒုက္ခရောက်တဲ့လူကိုကိုကပေးတော့လက်ဖြစ်ခဲ့ရတဲ့အတွက်အတိုင်းမသိဝန်တာတဲ့ကိုမပေးနိုင်တော့မှတဆင့်ကံပေးရတာလေတအားဝန်တာပါတယ်ဗျာကျွန်တော်တို့တမ္မတန်ဆိုင်ဆိုရင်လူတွေကဒီတမ္မတန်ဆိုင်မဟုတ်ဘူးဗျာကျွန်တော်တို့ဒီတထောင်တန်ဆိုင်အများစုထွက်ခဲ့ဘူးပါတယ် ကျွန်တော်တို့တမတ်တန်ဆိုင်မဲ့ယက်တီသွားတယ်ဆိုတာကကျွန်တော်တို့ရဲ့မှန်ကန်မှုယုံကြည်မှုလူတွေရဲ့ကျွန်တော်တို့ကမှန်မှန်ကန်ကန်လုပ်တယ်လူတွေကယုံကြည်တယ်ဒီပုံမှာယက်တီသွားတာအများကြီးပဲတထောင်တန်ဆိုင်တွေပျောက်ကွယ်သွားကြပြီ900တန်ဆိုင်တွေပျောက်ကွယ်သွားကြပြီကျွန်တော်တို့ကဆတ်ထွက်လာကြတဲ့ဟင်းတပွဲ900ထမင်းတပွဲ900အခုချိန်ထိလည်း900 တချို့ဆိုရင်မေးတော်မေးတယ်မီဒီယာတွေကအခုဈေးမတက်သေးဘူးလားကျွန်တော်တို့ဈေးတက်ရင်နောက်တစ်ခေါက်လာရိုင်းမယ်မလိုပါဘူးကျွန်တော်မီဒီယာတွေကိုလည်းပတ်စံပေးပြီးတော့ event ကြီးယနေ့ချိန်ထိတမတန်ဆိုင်ကလေအောက်တန်းမချဘူးမီဒီယာကိုပတ်စံပေးပြီးခေါ်လောက်ကြတဲ့အဆင့်မရှိဘူးဒီနေ့မီဒီယာလာတယ်ဆိုတာကတမတန်ရဲ့ယုံကြည်မှုယိုးသားမှုပေါ်မှာလာကြတာကျွန်တော်ပေါ်မှာချစ်တဲ့ ျွန်တော်ရဲ့ချစ်မိတ်ဆွေတွေအားလုံးမြန်မာပြည်ကရောကမ္ဘာကရောတမတန်ကိုချစ်နေတယ်တမတန်ဆိုင်ထမင်းဆိုင်ကိုချစ်နေတယ်ဆိုတာကယုံသားမှုနဲ့ယုံကြည်မှုကအဓိကပါပဲဗျာကျွန်တော်တို့ကသူများပတ်စံတွေကိုဘတော်မှအလွဲသုံးစားမလုပ်တဲ့ဆိုင်အဲ့ပုံမှာကျွန်တော်တို့ဒီနေ့နှစ်နှစ်ကြော်တိုင်အောင်ဒါကျွန်တော်ရဲ့အချစ်ကဆုံးနဲ့သာဝရဘုရားသခင်ကကျွန်တော်ကိုကူညီတယ်စေတနာရှင်တွေကပံ့ပိုးတယ်ဒီနေ့ ရက်တီလာတာပါဗျ။ဟိုမီဒီယာတွေကိုတချို့ဆို event ကြီးတွေပေးခေါ်ရိုက်ဟာ view တွေရှာကျွန်တော်တို့အဲ့လုံမလုပ်ဘူးကျွန်တော်ကျွန်တော် account နဲ့ AC ပုံမှန်လေးတခါကျရင် live stream လွှင့်လိုက်အဲ့တခါကျရင် account ကနေပြီးတော့ဟာဒီနေ့ evolution ဘယ်သူလူတယ်ဘယ်သူလူတယ်ဒါလေးတွေလုပ်တယ်ဒီလောက်ပဲကျွန်တော်ရေရွရှင်းရှင်းမဲ့ဘဝအောင်နေတယ်ဘာဖြစ်လို့လဲကျွန်တော်ရှင်တဲ့အချိန်တည်းတည်တဲ့အချိန်ကိုပိုကြောက်တယ်ဗျ။တင်ခံမဲ့ ဟိုအောင်ဝကြွေးတွေကိုတအားကြောက်တယ်ဟိုကျွန်တော်တို့ကျန်းကန်နေတဲ့မှာလဲပါပြီးသားတည်လို့ရှိရင်မကောင်းတာလုံးရင်ကျွန်တော်တို့ကလူသားကောင်းကျိုးပြုတဲ့အလုပ်ကိုအဓိကထားလုပ်တယ်ဆိုတော့လူတွေရဲ့ပြုံးပျော်ရွှင်မှုအဓိကလူချင်းတာအဲ့တော့ဒီဆိုင်လေးထွက်လာတယ်၊ကုညီတဲ့လူတွေရောက်လာတယ်၊လူတွေကိုပြောင်းဘယ်လိုလုပ်ကောင်းလဲဆိုတော့ပဲကိုကပိုစဉ်းစားတယ်